ီကဗီဒီယိုမှာတော့ကျွန်တော်တို့တွေအကောင်းဆုံးဆိုတဲ့ဖုန်းတွေအကြောင်းပြောကြတာပေါ့အားလုံးကသိရမလားဖုန်းတစ်ခါဝယ်မယ်ပြီးတော့ဗီဒီယိုတွေကြည့်မယ်ဆိုရင် comment တွေမှာမေးကြတယ်အကောင်းဆုံးဆိုတဲ့ဖုန်းကိုရွေးပေးပါကင်မရာအကောင်းဆုံး performance အကောင်းဆုံး display အကောင်းဆုံးဆိုတဲ့ဖုန်းမျိုးတွေကိုရွေးခိုင်းကြတယ်။တကယ်တမ်းတော့အမှန်တိုင်းပြောရမယ်ဆိုရင်အကောင်းဆုံးဆိုတဲ့ဖုန်းတွေကမရှိဘူး။ဖုန်းတိုင်းမှာကသူတို့ရဲ့အားသာချက်အားနည်းချက်ကိုသိရှိနေပြီးသား ချို့ပါဆိုကိုက display အကောင်းဆုံးဆိုတဲ့ဖုန်းကိုရွေးမယ်ဆိုရင်တခြားတနေရာကနေပြီးတော့ wide shot ထားမျိုးလေးတွေ compromise လောက်ခံထားမျိုးလေးတွေဒါမျိုးလေးရှိတယ်။အဲကင်မရာအကောင်းဆုံးဆိုတဲ့ Tony လက်ကောင်းမယ်။ကင်မရာတော့ကောင်းပါတယ်။ဒါပေမဲ့တချို့နေရာလေးတွေမှာနည်းနည်းလေး wide shot ထားမျိုးလေးရှိတယ်။ဒီခါဗီဒီယိုမှာတော့ကျွန်တော်တို့တွေကဒီလိုမျိုးပေါ့နော်အကောင်းဆုံးဆိုတာမဟုတ်ဘဲနဲ့အဘဘကကနေသုံးလို့ကောင်းပါ။ကင်မရာပိုင်းသုံးမယ်။ performance နေချင်းပိုကောင်းတာမျိုး ပြီးတော့ကျွန်တော်တို့ display ကြီးကောင်းတာမျိုးလေးဒါမျိုးလေးပေါ့ပြောရရင်အလွယ်ပြောရရင်ကျွန်တော်တို့အလွယ်ခေါ်နေကြတဲ့ all rounder ကောင်းတယ်ဆိုတော့ဖုန်းတွေအကြောင်းပြောပြမှာအဲခုနကပြောခဲ့တဲ့အတိုင်းပေါ့နော်အကောင်းဆုံးဆိုတဲ့ဖုန်းဆိုတာမရှိဘူးပြောအလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့လူအလိုနဲ့တောင်မလိုက်နိုင်ဘူးဆိုတော့ဖုန်းတွေကဘာတွေမို့လို့လဲဟုတ်တယ်မလားဖုန်းတွေကဖန်ဆင်းရှင်လည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့တဲ့မှာ feeling new အဆုံးနေလိုက်နေမှာမဟုတ်ဘူးဒါပေမဲ့အဲ့ထဲကမှကျွန်တော်တို့ ਨੇ အကိုက်ဆုံးဆိုတဲ့ဖုန်းကိုတော့ကောင်းကောင်းယူတတ်ဖို့တော့လိုတယ် ဆိုတော့ဒီခါကျွန်တော်တို့တွေဘက်ဘက်ကသုံးလို့ကောင်းတဲ့အော်ရောင်းတာကောင်းတဲ့ဖုန်းလေးအကြောင်းပြောလိုက်အောင် ဈေးနှုန်းရတော့ဒီတစ်ခါ online ကောင်းတဲ့ဖုန်းတွေကိုကျွန်တော်တို့ကဒီ10သိန်းအထက်ောက်10သိန်းဝန်းကျင်ပေါ့10သိန်းဝန်းကျင်လောက်ကနေပြီးတော့ဒီဈေးနည်းနည်းလေးပုံများသွားတဲ့အထိကိုပြောရမယ်။အဲဘာကြောင့်လဲဆိုတော့ဒီဈေးတန်းဝန်းကျင်လောက်မှာတုံးရတာတော့ပို့ပြီးတော့ကောင်းလိုက်မယ်။အားလုံးလည်းဒီဈေးတန်းဝန်းကျင်မှာရှာနေတွေပို့ပြီးတော့များတယ်။ရှင်းရှင်းလေးပါဒီ10သိန်းဝန်းကျင်မှာ online ကောင်းတဲ့ဖုန်းဆိုရင်တော့ကျွန်တော်ရဲ့ personally ရပြောရမယ်ဆိုရင်ကျွန်တော်ကတော့ Note 15လိုင်းအကိုရွေးပေးမှာပဲ။ Note 15, Note 15 Pro, Note 15 Pro Plus ဒီသုံးကောင်ရွေးမှာ။ ဘက်ထရီ strong ဖြစ်တယ် display တွေကလည်း AMOLED တွေကြီးပဲအန်တာ display finger ဖွင့်နေပါတယ်ကင်မရာတွေကလည်းတော်တော်လေးအဆင်ပြေတယ်ဘက်ထရီဆိုတကယ့်အကိတ်ကြီးမှာပါခွန်ထောင်ဝင်းကျင်ဘက်ထရီတွေကြီးပဲလုံးဝကိုတကယ့်ကိုဘက်ထရီ life display ဘိုင်းကင်မရာဘိုင်းဘာမှသိပြီးပြောစရာမရှိဘူးဈေးနှုန်းတွေကတော့ကျွန်တော်ဒီမှာပြပေးထားတယ်ဆိုတော့ကိုကဒီ Note CV line ကိုတိတ်ပြီးတော့သဘောမကျအောင်ဆိုရင်နောက်ထပ်ရွေးချယ်တဲ့ option တွေနဲ့အဲဈေးတန်းဝန်းကျင်မှာဒါ Note 14 CV တွေရှိသေးတယ်။ Note 14 Pro, Note 14 Pro Plus, Note 14ဒီသုံးကောင်ရှိသေးတယ်။အဲဒီနှမျိုးကတော့ဒီဆယ်သိန်းကျော်ဆယ်သိန်းဝန်းကျင်ပတ်ချာလေလေးမှာပေါ့နော်။နည်းရလဲနည်းရရှိလိမ့်မယ်။ပိုဝါးရလဲရှိလိမ့်မယ်။ဒါကဈေးကိုခံမင်းပြပြပေးရ။အဲကြိုးကြီးပြပြပေးထားတာသိရမှာနော်။အောက်ကနေပြဆူမှာဆိုလို့ဒါကြိုတိ โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအော်ရောင်းနာကောင်းနာကိုမှပပားလေးနဲ့တက်မှာကျွန်တော်တို့ဒီကင်မရာပပားအနေနဲ့ပိုကောင်းနာမျိုးလိုချင်တယ်ဆိုတဲ့သူတွေလည်းရှိသေးတယ်အဲသူတို့ကြောင့်ဘာနဲ့ကြိုက်လဲဆိုတော့ဥမာအထူးသဖြင့် main ကလေးတွေပေါ့တက်မှာ main ကလေးတွေအတွက်ကြောင့်ဘာနဲ့ကြိုက်လဲဆိုတော့ဒီလို note series ရွေးမယ်စာ CBC တွေပြပို့ပြီးတော့ကောင်းတယ်ဈေးလည်းတော်တော်လေးအဆင်ပြေနေတာဆိုတော့ CBC 5 pro တို့ CP4 pro တို့ဒါမျိုးတွေပေါ့အဲဒါမျိုးတွေရွေးရလဲတော်တော်လေးကိုမှအဆင်ပြေတယ်ဒီကောင်းတွေကကြတော့ပါတယ် battery life တော့နည်းနည်းလေးသေးတယ်ဆိုရင်ဒီကောင်းနဲ့ကင်မရာနည်းနည်းလေးပိုကောင်းတယ်အဲ performance လေးမဆိုးလို့ပြောလို့ရတယ် ဒီ Note series နဲ့ရှင်မယ်ဆိုရင်တော့ဒီ CP series ရာကြတော့ကင်မရာဘက်ကိုနည်းနည်းလေးပို့ပြီးဦးစားပေးတယ်ပြီးတော့ big quality နည်းနည်းလေးပို့ပြီးတော့ကောင်းတယ်ပြီးတော့သူ့ရဲ့ဖုန်းတွေကနည်းနည်းလေးပို့ပြီး premium ဆန်တယ်ချိန်သေးတာကတော့ဈေးတော့နည်းနည်းပို့များသွားပဲဆိုရင်မပို့ကောင်းတဲ့ကင်မရာရမယ်ပို့ကောင်းတဲ့ display ရမယ်ပို့ကောင်းတဲ့ big quality ရမယ်ဒါပေမဲ့ battery life ကတော့နည်းနည်းလေးဆွန့်ထွက်ပါမယ်ပေါ့အခုပြပပေးသွားတဲ့ကောင်တွေကကြတော့ဒါ7သိန်းပတ်ချာလဲဝင်ကျင်မှာ all rounder ကောင်းတယ်ဆိုတော့အဲနည်းနည်းတမန် နှုတ်စည်းပြီးပြီးတော့ဒါ CBC တွေတပြည့်တကောင်တွေကဒါ China ဘာရှင်တွေဆိုတော့ကျွန်တော်ထပ်ပြီးတော့ global ထဲမှာရောအောက်နာကောင်းတဲ့ကောင်းတွေဘာတွေရှိမလဲဆိုတော့ဆက်ကြည့်ရအောင်အဲ global ဘာရှင်ကိုရွေးပြလိုက်တဲ့အခါမှာတခုရှိတာကကိုယ့်လူနေနေရောဒါအသက်မှာနည်းနည်း budget လေးကိုပို့ပြီးတော့ site ထုတ်ပြီးတော့သုံးရလိမ့်မယ်အဲ့ဒီမှာမှာကျွန်တော်ဒါဈေးလေးပြဿနာမရှိဘူးကိုက global management လိုချင်တယ်ဆိုတဲ့သူတွေအတွက်ဒီ allrounder ကောင်းတဲ့ဖုန်းတွေဆိုရင်သက်သိမ်းဝင်ကျွန်တော်မဟုတ်တော့ဒီကောင်နဲ့ဈေးရောနည်းနည်းလေးများအောင်မှာပြတော့15သိမ်းဝင်ကျွန်တော်ပြသလိုက်မယ် အဲ့ထက်ပေါ့နော်အဲ့ထက်15သိန်းဝန်းကျင်ဆိုအဲ့ထက်လည်းဖြစ်နိုင်တယ်နော်အဲ့သိန်းဝန်းကျင်မှာဘာတွေရှိမလဲဆိုရင်တော့နည်းနည်းသဘောကျတော့တော်တော်လေးမိုက်တယ်ကောင်အဲ့ကောင်က Honor 400ပေါ့နော်400ပေါ့ Honor 400အဲ့ကောင်တော့တော်တော်လေးသဘောကျကင်မရာဘိုင်းနေ display ဘိုင်းနေသူ့ big quality ဘိုင်းနေခံရတဲ့ hand feeling ဘိုင်းနေဒါတွေအကုန်တော်တော်လေးကောင်းတယ်ပြောရရင်ကျွန်တော်တို့ဒီ global version ဖုန်းတစ်လုံးနေနဲ့ဒါ day to day usage တွေမှာအရန်အသုံးဝင်တဲ့ feature တွေပါတဲ့ဖုန်းလိုတောင်ပြောလို့ရတဲ့ကောင်မျိုးပေါ့မဆိုးတော်တော်လေးကိုမှအဆင်ပြေတယ် โอเคကျွန်တော်တို့ဘာနော်ဒါဈေးကအဲ့လောက်မကြီးခြင်းဆယ်သိန်းပတ်ချာလောက်ပဲလိုချင်နေဆိုရတဲ့သူတွေတကတော့ Samsung ရဲ့ Galaxy A something အဲ့ကောင်လေးတော်တော်လေးအဆင်ပြေဆယ်သိန်းဝန်းကျင်မှာ global အလုံးတစ်လုံးနေနဲ့ဒါ Samsung ရဲ့ one one feature တွေ camera တွေဒါသူ့ရဲ့ဒီ hand feeling pick quality ဘာညာပေါ့ဗျာ Samsung ရဲ့ feeling ကိုအပြည့်အဝသုံးလို့ရမယ့် model အတွက်ဈေးကလည်းဆယ်သိန်းပတ်ချာလဲ global ထဲကရမှာဖြစ်တဲ့အတွက်ဒီ Samsung ရဲ့ A စက်ခွန်လေးရလဲတော်တော်လေးအဆင်ပြေတဲ့ကောင်လို့ပြောလို့ရတယ် ပြည်နာကဒီကောင်ကအော်ရောင်းနာတော့ကောင်းတယ်ဒါပေမဲ့ခုနပြောသလိုအရင် overall မှာအရင် high ပြီး performance နေပါရင်အရင်ကောင်းနေကောင်းတော့မဟုတ်ဘူးသူ့စီတိုင်းဝင်ချက်မှာ daily use အတွက်တော်တော်လေးအဆင်ပြေတဲ့ကောင်လို့ပြောချင်တာ Okay နောက်ထပ်ရွေးမယ်ဆိုရင်တော့ဒီ global version နဲ့မှာအော်ရောင်းနာကောင်းတဲ့ဟာဆိုရင်တော့ မရှိမလဲဆိုရင်တော့ဒါထုံးစံပေါ့နော်ကျွန်တော်တို့ဒီ Redmi ရဲ့ Global Version နဲ့ကရွေးမှရမှာဘာလို့ရှိမလဲဆိုရင်တော့ထုံးစံပေါ့ကျွန်တော်တို့ Redmi ရဲ့ Note 14 series ကိုမှ Global Version တက်ဝင်လို့ရမှာပေါ့ Note 14 Note 14 Pro 5G Note 14 Pro 4G Note 14 Pro Plus 5G ဒါမျိုးတွေကို Global Version နဲ့ကရွေးလို့ရတယ်အဲသူတို့ကတော့ Note 15တို့ပါအောင်နဲ့ရှင်မယ်ဆိုရင်တော့နည်းနည်းလေးကျော်သွားရဲဆိုပေမဲ့လေ model ချင်းနေပေါ့နော်ကျော်သွားရဲဆိုပေမဲ့လေ global version ဖြစ်တဲ့အတွက် တချို့တွေကတော့ဒါကောင်းကောင်းအသုံးဝင်နေဦးမှာတချို့ကရှိတယ်တမအဲ့လိုပဲမော်ဒယ်ပိုင်းမကြိုက်ဘူးလို့ပေါ့ပဲပြမကြိုက်ပဲမမကြိုက်ဘူးဆိုပြီးမျိုးတွေရှိတယ်အဲ့အတွက် global version တွေကဒါသူတို့ကတော့အကောင်းဆုံးအဖြစ်ပဲနည်းနည်းတော့ performance ဘိုင်းတွေ display ဘိုင်းတွေ camera ဘိုင်းတွေကအရင်ကြီးမကောင်းဘူးဆိုပေမဲ့လည်းအဲသုံးတဲ့သူအနေနဲ့ကတော့အဆင်ပြေတယ်ဆိုရင်တော့ဒီဖုန်းကကောင်းတာပဲလေဟုတ်တယ်မလားကိုအတွက်အဆင်ပြေနေဘယ်သူမှပြောဒီဖုန်းကကောင်းတာပဲကိုအတွက်ကဒါပဲလေအဓိကကိုကောင်းမှမယ်လို့လားကိုသုံးမှလीဟုတ်တယ်မလားဒါပဲပေါ့ ဒါကကျွန်တော်ပြောမယ်ဆိုရင်တော့ဒါ10သိန်းကနေ30ဝန်းကျင်ဖြစ်သွားမှာပေါ့အိုက်ဇီဒန်ချားတဲ့မှာဒါကျွန်တော်အနေနဲ့သဘောကျရအောင်နော်ကျွန်တော်ကိုယ်တိုင်ဒီဖုန်းတွေကိုမေးတဲ့အခါမှာဒီဖုန်းတွေဝယ်ဆိုပြီးတော့ရွေးပေးပြမဲ့ကောင်တို့ဒါစုပြီးပြပြပေးထားတာပြီးတော့ဒီဖုန်းတွေကဝယ်မယ်ဆိုလို့ရှိရင်လည်းနောင်တတော့ရမှာမဟုတ်ဘူးကျင်းနေတာလေတက်မှာဟိုရှိရဗျာဒီဖုန်းကြီးကောက်ဝယ်လိုက်ပြီးရမှာဘေးကဆေးထိုးတာတွေရှိရတယ်မှာအမင်းမင်းဒီဖုန်းကြီးဝယ်လာပြီဒီဖုန်းကြီးက မင်းကဒီဈေးနဲ့ဒီဖုန်းဘာလို့ဝယ်မှာလဲတခြားဖုန်းဝယ်မှာပေါ့ဗျာဘာမှနားမရအောင်နဲ့စိတ်ညစ်စရာပဲကောင်းတယ်အဲ့ဒါတွေကသိရမလားလာကလိုက်လို့မျိုးအားချောင်းနေရမျိုးကြီးရှိရဗျာကိုယ်ပတ်စံနဲ့ကိုယ်ဝယ်လိုက်တဲ့ဖုန်းတွေကကိုယ့်ရဲ့စိတ်ချမ်းသာမှုစီပဲသွားပြီးဥတီထားတာပို့ပြီးတော့ကောင်းတယ်မဟုတ်ရင်ဗျာအဲ့မှာဒီဖုန်းကိုကိုဟာ ဝယ်လိုက်ပြီးကမှငါဘာလို့ဒီဖုန်းကြီးဝယ်ဖြစ်တာလဲငါဒီဒီဈေးမှာဒါလေးတခြားကလေးဝယ်လိုက်ရင်ပိုကောင်းမှာပေါ့သူပြောရတယ်ဟုတ်တာပဲဆိုပြီးတော့ပြန်တယ်မအတွေးရများပြီးတော့ဒီဖုန်းသုံးရတာကိုကမကြိုက်တော့ဘူးဘာညာဖြစ်လာပြီးတော့နည်းနည်းလေးကိုကဒီဖုန်းအကြောင်းကိုမလုတ်တက်တော့ရင်တောင်မှကိုအနေနဲ့ဒီဖုန်းကြီးကို error ဆိုပြီးထင်ရောဒါကတော့မှားတာပေါ့နော်ပြပြပြီးရတယ်မျိုးလေးရှိရဲ့အတွက်တိတ်ပြီးတော့ပတ်ဝန်းကျင်မှာပြောနေရတယ်တိတ်ပြီးတော့နားမထောင်နဲ့တိတ်အဆင်ပြေမနေဘူးကြာအကြံပေးရတော့ဟုတ်ပါဒါပေမဲ့တကယ်သုံးမဲ့သူအနေနဲ့ကျတော့ တစ်ခါကြရင်ဗျာတည့်ရမှာတကယ်သုံးမဲ့ user ကကိုကိုတိုင်းဖြစ်နေပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်ကိုယ့်ရဲ့နေရံဝတ်မှာဗျာကိုကိုတိုင်းရဲ့နေရံဝတ်နေရာရှိတယ်အမှ notification အရေးကြီးတဲ့သူမျိုးတွေရှိတယ်အရေးမကြီးတဲ့သူတွေရှိတယ် performance လိုချင်တဲ့သူမျိုးတွေရှိရဲမလိုချင်တဲ့သူမျိုးတွေရှိရဲဒါမျိုးတွေရှိရဲပေါ့ဗျာအဲဒါမျိုးတွေကြောင့်မို့လို့ကိုကဟိုဘေးကနေပြဒါမဟုတ်ဘူးဒါကောင်းတာကောင်းတဲ့ဆိုပြီးတော့ကောက်ဝယ်ပါဦးမှာပြဿနာတက်တယ်ဆိုလို့ရှိရင် ကိုယ်ကစိတ်ဆင်းရဲဒါတော့ဥမာပြပြရပါတယ်မှာဖုန်းအဲ့လိုမျိုးရှိတက်တာလေးပြပြပေးရတကယ်တော့ဗျာကိုယ်ပုဆန်နဲ့ကိုဝယ်ဖို့တော့ကြာရှင်းရှင်းလေးပါကျွန်တော်တို့ဒီလိုမျိုးရွေးပေးတဲ့ဗီဒီယိုလေးကြီးအဲ့ထဲကမှဘယ်ဖုန်းကကိုနဲ့ကြိုက်လဲငါ့မှာပတ်စံဘယ်လောက်ရှိလဲโอเคငါ့မှာ၁၀သိန်းရှိတယ်၁၀သိန်းဝန်းကျင်ဘာဖုန်းတွေရှိတယ်လိုက်ရှာအဲ့ကျွန်တော်တို့ဗီဒီယိုတစ်ခုပဲကြည့်နေမှာမဟုတ်ဘူးနော်ဗီဒီယိုလေးအများကြီးလိုက်ကြည့်ကြည့်ပေါ့တစ်ခုတည်းတော့မဟုတ်ဘူးတစ်ခုတည်းကြည့်လို့ရှိရင်တော့ဒါနဲ့တိုင်ပေါ့မှာဆိုလို့ဗီဒီယိုလေးကြည့်ကြည့်ဆက်သိန်းဝန်းကျင်မှာဘယ်လိုဖုန်းတွေရှိလဲ iPhone တွေကအဲ၄၅လောက်ရှိရင်ရှိလိမ့်မယ်အဲ၄၅လောက်ချိုင်းလိုက် မစင်းထားလိုက်ပါဗျာပြီးတော့ကိုကိုကိုပြန်မေးငါဘာလို့ဘာလို့ချင်တာလဲငါဘာအတွက်ဝယ်ချင်တာလဲဒီဖုန်းကိုဂိမ်းဆော့မှာလားတက်ဖို့ငိုင်းမှာလားအဲတော့ချုပ်ချုပ်ထွက်ကောင်းကောင်းလို့ချင်တာလားဒါမျိုးတွေပေါ့နော်ကိုဘာလို့ချင်တာလဲဘလောက်တုံးမှလဲဆိုတာမူတည်ပြီးတော့အဲ့စက်မတ်နေအကုန်လုံးခွဲချပြီးတော့ရွေးချလိုက်ပါတက်မှာပြီးရင်ဝယ်ဝိုက်ဆိုလို့ရှိရင်လည်းဘာမှနောက်နားမရနဲ့ကိုဖုန်းဝယ်ထားတာဒါကောင်းတဲ့ဟာကိုဝယ်ထားတယ်ပဲတက်မှာတိတ်ပြီးတော့ဝယ်လိုက်တဲ့ဖုန်းကြောင့်တိတ်ပြီးတော့စိတ်နောက်နားမရနဲ့อืม ပြောမကောင်းတကယ်တော့ကျွန်တော်ကဒီဖုန်းนี่ဓာတ်တွေဝယ်ရဆိုတာစိတ်ပျော်အောင်ဝယ်တာဓာတ်ကြီးကြောင့်စိတ်ပင်မမခံနဲ့ပြန်လာစိတ်ပျော်အောင်ဝယ်ထားစိတ်ကပျော်နေမှအဆင်ပြေတာအဲတော့ဆိုရင်တော့ဖုန်းဝယ်မယ်အခါမှာဘယ်လိုရွေးမလဲဘယ်လိုဝယ်မလဲဆယ်တဲ့တနေ့ဆယ်ကြာကဘယ်လိုအောင်းနာကောင်းတဲ့ဖုန်းတွေကဘာလေးရှိလဲဆိုတော့ဒီတော့ပြောထင်တယ်ဆိုတော့ကိုယ်လိုလို့ဆိုရင်ရောဒီအခုရွေးပေးခဲ့တဲ့ဖုန်းတွေထဲမှာကျွန်တော်သဘောကျတဲ့ဖုန်းမှာကျွန်တော်နဲ့အကြိုက်တူပြီးတော့ဘယ်ဖုန်းတွေများရှိမလဲအမ် ဘာလဲဆိုတာလေအောက်ကကွန်မန်မှာမှန်ခဲ့ကြအောင်ဒါမှမဟုတ်အဲ့လိုမျိုးကိုကဖုန်းသားဝယ်တဲ့အခါမှာအဖော်ကြီးပြောတာကိုနားအောင်နေသူလားဒါမှမဟုတ်ကိုကိုတိုင်ကိုရဲ့ decision နဲ့ကိုကိုတိုင်ကိုရဲ့ own decision ချပြီးတော့ဝယ်တဲ့သူလားအောက်ကကွန်မန်မှာဆွေးနွေးခဲ့ပါအောင်ပြီးတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာဘာလေးပြောရမလဲဆိုတာသိကြတာလေးရှင်းတယ်မိခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါတော့အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အရမင်းကြော်ကြီးပါ Yangon Mobile Store